်စွာဘုရားအေးလောကရန်နဲ့ကျုံလာပြီဆိုလို့ရှိရင်ကြံ့ကြံ့ခံနိုင်အောင်လေ့ကျင့်ရစိတ်ဓာတ်ကိုလေ့ကျင့်ပေးရမယ်လေ့ကျင့်နေဆိုတဲ့နေရာမှာဘာနဲ့လေ့ကျင့်သမထကျင့်စဉ်တစ်ခုကိုကျင့်တာလဲဒါလေ့ကျင့်တာပဲဝိပဿနာကျင့်စဉ်တစ်ခုကိုကျင့်တာလဲလေ့ကျင့်တာပဲအဓိကကတော့ wise attention လို့ဆိုတယ်မှန်မှန်ကန်ကန်စဉ်းစားတတ်မှုပါယောနိသောမနတိကာရလို့ခေါ် မမကန်ကန်စဉ်းစားတယ်ဆိုတာဘာလို့ဆိုရင်အဆိုးဘက်ကမကြည့်ဘူးကောင်းဘက်ကကြည့်အကုသိုလ်ဖြစ်အောင်မကြည့်ဘူးကုသိုလ်ဖြစ်အောင်ကြည့်ကောင်းဘက်ကတွေးအရာရမအကုန်လုံးအကောင်းဘက်ကတွေးရမှလားလို့ဆိုတာဒီလိုတော့မဟုတ်ပါဘူးမှန်ကန်တဲ့ဘက်ကအကောင်းဘက်ကစဉ်းစားနိုင်ကြရအဆိုးဘက်ကကြည့်လို့ရှိရင်အဆိုးဆိုတာအပြစ်ကိုကြည့် ကြည့်တဲ့အခါမှာအရာရာမှာအမှန်ကိုကြည့်ဖို့လိုအပ်တယ်ပေါ့ဆိုပါစို့လူတယောက်ပေါ်မှာကိုယ်ကဒေါသဖြစ်တယ်ဒေါသဖြစ်တယ်ဆိုတာ तू ဘာအတွေးနဲ့ तू ဒေါသဖြစ်တယ်လဲလို့ဆိုရင်ဟေးဒီကောင်ကငါ့ကိုစော်ကားတယ်တက်တက်စော်ကားတာပဲဆိုတဲ့အဲ့ဒီအတွေးတွေနဲ့တွေးလိုက်မယ်ဆိုလို့ရှိရင်ဒေါသဖြစ်လာမှာ အဲ့ဒီအတွေးမဟုတ်ဘဲနဲ့ပြောင်းပြီးတော့တွေးလိုက်တယ်။အေးသူဆဲတာသူဆိုးတာငါကပ်ပါတာမဟုတ်ဘူးငါနဲ့မဆိုင်ဘူးသူဆိုးသူခံလိုက်မယ်။ငါမပတ်သက်ဘူးလို့ဆိုရင်သူ့ဘုံမှာတော့လည်းမထွက်ပြန်ဘူး။အတွေးလေးဟာဒီနားလေးတွေပဲကပ်ပြီ။ခွင့်လွတ်တတ်တဲ့အတွေးဆိုတာလည်းရှိတယ်။လူတွေက ကိုကိုကိုကြတော့ခွင့်လွတ်တယ်သူများကြတော့ခွင့်မလွတ်ဘူးဆိုတာလောကမှာထင်ရှားတယ်နော်ကိုကြောင့်ဖြစ်လို့ရှင်မတော်တဆလို့ပြောတယ်သူများကြောင့်ဖြစ်လို့ရှင်နမောနမဲ့လို့ပြောတယ်တကယ်ကိုမဲ့တယ်လို့ပြောတယ်နော်သူများကြောင့်တစုံတစ်ခုဖြစ်သွားရင်ဟာဒီလူကနမောနမဲ့နေလို့ဖြစ်ကိုကြောင့်ဖြစ်ရင်တော့မတော်တဆအသူများကြောင့်လည်းမတော်တဆလို့တွေးလိုက်ရင်ဒေါသမဖြစ်တော့ဘူးအော်မတော်တဆဖြစ်ရှာတာပဲ ဒါစိတ်ဓာတ်ရဲ့အကြံခံမှုတွေပဲကိုယ့်ကိုလေ့ကျင့်ပေးရမှာအောင်ပြောသူများပေါ်မှာအပြစ်နဲ့မြင်နေသေးတဲ့များကာကလပတ်လို့မေတ္တာဆိုတာတည်ဝင်နိုင်ဖို့မဖြစ်ဘူးဘယ်ရာပဲဖြစ်ဖြစ်အစဉ်ပြေအောင်စဉ်းစားတတ်ဖို့လိုတယ်ပေါ့အကောင်းဘက်ကကြည်တာတွေဟာစိတ်ဆင်းရဲမှုကိုကာကွယ်ပေးနိုင်တာတော့သိကြတယ်ပုံမြင်လေးတစ်ခုရှိတယ် မြေထာမောင်းတဲ့မြေထာမောင်းသမားတယောက် engine driver မြေထာ driver တယောက်ဘယ်တော့ဖြစ်ဖြစ်သူကအကောင်းဘက်ကကြီးပဲပြောတယ်အဆိုးဘက်ကဘယ်တော့မှမကြည့်ဘူးအကောင်းဘက်ကကြီးပဲပြောနေရှိတယ်ဒီနေ့ကျတော့ဘာဖြစ်တယ်မတော်တဆသူ accident ဖြစ်တယ်ဆေးရုံတင်လိုက်ရဆေးရုံတင်လိုက်ရတော့ခြေတော်တစ်ဖက်ဟာမြေထာကျိတ်ပြီးတော့ အမြဲတမ်းအခြေအနေဆိုတော့ခြေတော်တစ်ဖက်ဖြတ်ရမယ်ဂိမ်းရောက်တော့အဲ့ဒီမှာသူ့မိတ်ဆွေတွေကသတင်းသွားမေးတယ်မေးရင်သူ့ကိုပြောတာမင်းဘယ်တော့မှဆိုအကောင်းဘက်ကကြီးပဲပြောတယ်အကောင်းကြီးပဲမြင်တယ်မင်းဒီတစ်ခါမင်းကိုမင်းဖြစ်တဲ့အခါအကောင်းမြင်နိုင်အောင်မလားဘောအကောင်းမြင်နိုင်အောင်မလားမင်းမင်းကိုယ်တိုင်ခြေတော်တစ်ဖက်ဖြတ်ရတော့မယ်မင်းဘယ်လိုလုပ်အကောင်းမြင်မလို့ဆိုအဲ့ဒီလူကပြုံးပြီးတော့ဗာပြောတော့ဆိုလို့ရှိရင် တငယ်ချင်းတို့တဲ့ငါဒီကလေးကစားပြီးတော့ခြိတော့ခြိဒီဖနက်ဟာတစ်ဖက်ဖိုးတက်လာသွားပြီငါဖနက်ဟာတိတ်နှစ်ရံနှစ်ခုမဝယ်ရတော့တစ်ခုပဲဝယ်ရတော့အကောင်းဘက်ကနေကြည့်ပြောတယ်နော်ဖနက်တရံတရံထဲမှာတစ်ဖက်စားပဲငါဝယ်ရတော့မယ်ဆိုတစ်ဖက်ဖိုးငါတက်တာသွားပြီလို့ပြောတယ်ခြိတော့ဖြတ်ရလို့ဖြတ်ရလေခြင်းဆိုတဲ့အတွေးကိုမတွေးဘူး ေးဖဏတ်တစ်ဖက်ကိုသက်သာသွားအကောင်းဘက်ကမြင်တာအဲ့တချို့နေရာမှာ wise attention ဆိုတာအဲ့ဒါမျိုးကိုပြောတာဒီစုံတစ်ခုဖြစ်လာလို့ရှင်စိတ်ဆင်းရဲနေမဲ့အစားအကောင်းဘက်ကလှည့်တွေးပြီးတော့လှုပ်တဲ့လှုပ်ထိုက်တာလှုပ်အောင်ဒါပြောတာနော်လှုပ်တဲ့လှုပ်ထိုက်စိတ်ပူပန်တာနဲ့လှုပ်တဲ့လှုပ်ထိုက်တာဆိုတာနဲ့ တခြားစီတချို့ကမကောင်းတာဖြစ်ပြီဆိုလို့ရှိရင်စိတ်แท้ကပူပန်ပြီးတော့ဘာလို့မှမသိညာလို့မှမသိစိတ်တွေဆင်းရဲပြီးတော့အဲ့ဒါလိုနေတယ်အဲ့ဒါလိုမဟုတ်ဒါအဖြေမဟုတ်ဘူးအဖြေမဟုတ်စိတ်ပူပန်နေမဲ့အစားပူပန်မှုကိုရှင်းချပြီးတော့ဘာလို့အသင့်တယ်ဆိုတာကိုစဉ်းစားဖို့ပဲလိုအပ်တယ်ဟုတ်လားစိတ်ရဲ့စွမ်းရည်တွေကိုဒီလိုလေ့ကျင့်ပြရအောင်